ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကို ရေးသားထားသူကတော့လူငယ်ခေတ်မီဒီယာမှဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန်လူငယ်ခေတ်မီဒီယာကို ကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာအေးတော်ဘုံ အောင်ကိုအောင်ရမည် အာနာရှင်တို့ညှို့ထားခံရသည် ရိတ်မြုံပါဝါ54မြမသာမကကဘာမာဝါထင်ရှားသည်ရန်ကုန်မြို့တက္ကသိုလ်ရိတ်သာလမ်းမပြီးရှိခြံမှတ်54မှာစစ်အာနာရှင်ဆက်ဆက်မြမုံကျိုးခံရသည်အိမ်တလုံးဖြစ်သည်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်ဆန်းစုကြည်နေထိုင်သည့်အဆိုပါနေအိမ်ကိုဖျောက်ဖျက်ရန်စစ်အာဏာရှင်များအကြိမ်ကြိမ်စူးစမ်းခဲ့ပြီး ယခု၎င်းတို့၏ရည်ရွယ်ချက်အောင်မြင်မှုရာနှိစက်သည့်အခြေအနေ ဖြစ်လာခဲ့သည်အာနာသိန်းစစ်ကောင်စီလက်အောက်ရှိတရားရေးဌာနကစောပါနေနှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်နှင့်အမွေဆိုင်ကိစ္စအတွက်တရားရှင်ပြိုင်နေသောအကိုဖြစ်သူဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ခြင်းမှာသမိုင်းဝင်ပါဝါ54အတွက်စိုးရိမ်စရာဖြစ်လာသည်အဖေကြောင့်စောပါနေအားပါဝါ54ဟုခေါ်ဆိုသည်ဟုပြောရသော အစောရောလေးပြူ1996ခုနှစ်ကထုတ်ဝေခဲ့သည့်စီးရီးခွေဖြစ်သော ပါဝါ54ကိုဒေါ်ဆန်းစုကြည်နှင့်ခြံမှတ်54နှင့်တူနေသည့်ဆိုပြီးစီးစည်ရေးအဖွဲ့ကရင်းနံဘက်ကိုခွင့်မပြုရမှအစပြုပြီးအစောပါနေရင်ကိုပြည်သူများကသတိထားမိခဲ့သည်လက်ရှိ၌နေနှင့်မြေကိုလီလန်တင်ရောက်လျှောက်ပြီးရရှိငွေအားတဝက်စီခွဲယူရန်ဆိုသည့်ဥအောင်ဆန်းဦး၏အယူခံကို ပြည်တော်စုတရားလွတ်တော်ကအနိုင်ပေးလိုက်ပြည်သည်နောက်လူမှုအကြာလှုပ်ခတ်မှုကြီးမားခဲ့သည်ရင်းကဲ့သို့ဆုံးဖြတ်ချိန်တွင် အမွေဆိုင်အမှုရင်ဆိုင်နေရသူဒေါ်အောင်ဆန်းစုကြည်မှစစ်ကောင်စီမတရားအာဏာသိမ်းဖမ်းဆီးမှုကြောင့်အကျဉ်းထောင်အတွင်းသို့ရောက်ရှိနေသည်စစ်ကောင်စီအနေနဲ့အညိုတင်းတဲ့ကိုဒီအိမ်ကိုဖျောက်ဖျက်ဖို့အားထုတ်နေတာလို့ယူဆရတယ်ဟု NLD ပါတီပြည်သူ့လွှတ်တော်အမတ်ဟောင်းတဦးက လူငယ်ခေကိုပြောသည်စစ်ကောင်စီသည်ရခိုင်အာဏာရှင်များနည်းတူဒေါ်အောင်ဆန်းစုကြည်အားနေကျေကျုံမထားပဲအကျဉ်းတောင်ထဲ၌ချုပ်နှောင်ထားပြီးရင်းအမှုကိုအဆုံးဖြတ်ပြုလုပ်ခြင်းမှာ၎င်းတို့ရည်ရွယ်ချက်ထင်ရှားနေသည်ဟုသုံးသပ်မှုများလည်းရှိနေသည် ပါဝါ54ဤအစနေနှင့်ချမ်းမှာနေကနီးပါးကျဲဝင်းပြီး ဝင်ကြီးချုပ်ဦးနူကနိုင်ငံတော်ဘန်နာဖြင့်ဝယ်ကဒေါခင်ကြီးအမိဘောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်မြမတက်မတော်တီထောင်သူဗိုလ်ချုပ်အောင်ဆန်းလောက်ကျန်ခံရပြီးနောက်နေစရာပိုင်ဆိုင်မှုမရှိသည့်မိသားစုအတွက်ပေးအပ်ခြင်းခံရသည့်နေဟုဆိုနိုင်သည်ဒေါခင်ကြီးမှာသာသမီဖြစ်သည့်ဦးအောင်ဆန်းဦးဒေါအောင်ဆန်းစုကြည်တို့နှင့်အတူ1953ခုနှစ်တွင်ဗိုလ်ချုပ်ပြတိုက်လမ်းရှိနေ၏ ဗိုလ်ချုပ်ဆန်ပြတိုင်မှခြံမှတ်54သို့ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းလည်းဖြစ်သည်ထို့ကြောင့်စောပါနေသည်ဒေါခင်ကြည်တို့မိသားစုလက်ထဲသို့ရောက်ရှိခဲ့သည်မှာနှစ်ပေါင်း80နီးပါးရှိပြီဖြစ်သည်ဒေါခင်ကြည်မှာစောပါနေ၌ပင်ကွယ်လွန်ခဲ့ပြီးမိခင်ကျမ်းမာရေးကြောင့်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့်ဒေါဆန်းစုကြည်ကဆက်လက်နေထိုင်လာခဲ့ခြင်းဖြစ်သည်ခင်မတန်ခင်1986ခုနှစ်တွင် ဒေါခင်ကြီးက၎င်း၏တူဖြစ်သူဥခမောင်အေအောင်ရင်းချံတွင်ရှိမြေတစိတစ်ပိုင်းကို မင်္ဂလာလက်ဖွဲ့ဖြစ်ပေးခဲ့သေးသည်စစ်စိုးရသွေးထိုးခဲ့သည့်အမွေအမူ2000ပြည့်နှစ်ဝန်းကျင်တွင်အမေရိကန်နိုင်ငံရောက်ရှိနေပြီးရင်းနိုင်ငံသားခံယူထားသည့်ဥအောင်ဆန်းဦးမှရင်းချံကိုအမွေခွဲရန်ဒေါအောင်ဆန်းစုကြည်အားတရားစွဲဆိုခဲ့ပြီးအမွေဆိုင်အမှုစတင်ခဲ့သည်ဥအောင်ဆန်းဦးမှ လူမြင်ကွင်းမှာကာလကြာရှည်စွာပျောက်ကွယ်ခဲ့ပြီးမှအမွေဆိုင်မှုဖြစ်လာသည့်အကြောင်းတရား၏နောက်ွယ်တွင်စစ်အစိုးရပယောကပါဝင်နေကြောင်းသတင်းများပေါက်ကြားခဲ့သည်အမွေဝေစုရရှိရေးအကြိမ်ကြိမ်တရားဆွဲဆိုတော်လဲအကြိမ်ကြိမ်ပယ်ချခံခဲ့ရသည်ထို့နောက်ပိုင်း၌ပြည်ရေးဝင်ကြီးဗိုလ်မှူးကြီးတင်လိုင်ကဒေါ်အောင်ဆန်းစုကြည်အားတရားဆွဲဆိုကြောင်းလက်မှတ်ရေးထိုးပေးရန်စာပေပို့ခဲ့ကြောင်း ထိုစဉ်ကစစ်စိုးရလက်ထက်တာဝန်ထမ်းဆောင်ခဲ့သူတဦးကထုတ်ဖော်ပြောဆိုခဲ့သည်ထို့သောတရားစွဲဆိုရန်အတိကပါဝင်သူမှာဥအောင်ဆန်းဦး၏ဇနီးဒေါ်သိန်းလဲ့နွယ်ဖြစ်သည်ဟုဆိုသည်ဒေါ်သိန်းလဲ့နွယ်၏မိသားစုအားစစ်စိုးရကစီဝါရေးကျိုးမြတ်ဖန်တီးပေးထားပြီးဥအောင်ဆန်းဦးကိုစီယုံခိုင်းခဲ့ရာမှအစပြုခဲ့သည်ဟု တရင်များခိုင်မာထွက်ပေါ်ခဲ့သည်ထို့နောက်ဥအောင်ဆန်းဦးမှာ စစ်စွန့်ရလိုကြောင့်ညီမဖြစ်သူအားအမွေဆိုင်အမှုဖြင့်တရားရင်ဆိုင်ရန်ဖြစ်လာခဲ့သည်ဇာတိယုတ်ပေါ်လာသောဥအောင်ဆန်းဦးဥအောင်ဆန်းဦး၏တရားဆွဲဆိုမှုမှာဥတန်းရွှေ၏စစ်စွန့်ရလက်ထက်ဒေါ်အောင်ဆန်းစုကြည်အားစိတ်တက်ရေးရာချိုးနှိမ်မှုတက်တက်ဖြစ်ခဲ့သည်ဒေါ်အောင်ဆန်းစုကြည်မှာ ထိုအချိန်ကရင်းနေအိမ်၌အခြေချုပ်ဘဝဖြင့်ရက်တီဖြတ်တန်းနေရသည်အဆိုပါမွေနိုင်မှုမှာ 2016ခုနှစ်တွင်ပြန်လည်အသက်ဝင်လာခဲ့ပြီးအခြေအလဲဖြစ်လာခဲ့သည်။ဦးအောင်ဆန်းဦးကရင်းမွေတိုင်းချံအောင်လေးလံတင်၍ရရှိငွေကိုဒေါ်အောင်ဆန်းစုကြည်နှင့်တဝက်စီခွဲယူရန်ကြိုးပမ်းခဲ့သည်။ထို့အပြင်မိခင်ဖြစ်သူဒေါ်ခင်ကြည်ကသူဖြစ်သူအားမင်္ဂလာလက်ဖွဲ့ပေးခဲ့သည့်မြေကိုပါဦးအောင်ဆန်းဦးကအတိမတ်မပြုတ်ခဲ့ပါ။ရင်းချမ်းမြေအလုံးစုံရောင်းရောင်းငွေကို ဒေါ်ဆန်းစုကြည်နှင့်တဝက်စီခွဲဝေယူမည်ဟုဆိုကာဆက်လက်တရားရင်ဆိုင်ခဲ့သည်အနောက်ပိုင်းခရိုင်တရားရုံးက2016ခုနှစ်တွင်ဥက္ကမောင်အေးအတွက်ပေးခဲ့သည့်မြေအားပလတ်ခါခြံမြေကိုမောင်နှမနှုတ်တဝက်စီခွဲယူရန်ဆုံးဖြတ်ခဲ့သည် သို့တော်လည်းဥအောင်ဆန်းဦးက ထိုဆုံးဖြတ်အားလက်မခံမင်းအဆိုပါခြံအားရောင်းချ၍ရရှိငွေတဝက်စီခွဲဝေယူရေးသာ အလိုရှိနေခဲ့သည်တော်သမီးနောက်ခံမရှိသလို့ အသက်80နီးပါးရှိနေပြီးအထိုက်လျောက်ငွေကြေးပြည့်စုံနေသည့်ဥအောင်ဆန်းဦးအနေဖြင့်ယခုလိုကောင်းမှတင်းခံနေခြင်းကပြည်သူများကြောင့်မေကွန်းထုတ်เสียဖြစ်နေခဲ့သည်ထို့နောက်ယူဟန်စင်းစင်တက်ခဲ့ပြီးစစ်အာဏာသိမ်းကာလ၌၎င်း၏ဆန္ဒမှ ပြည့်ဝလာခဲ့သည်ဟု ဆိုနိုင်သည်ပါဝါ54ဤပြယုံစစ်အာဏာရှင်များနှင့်ဥအောင်ဆန်းဦးလိုရှိနေသည့်ခြံနေအိမ်မှာ လက်ရှိကာလတန်ဖိုးအဖြစ်တည်နေရအနေထရကာလတန်ဖိုးကျပ်သန်းပေါင်းဘီလီယံနှင့်ချီ၍တန်ကြီးရှိကြောင်းအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတချို့ကခံမှန်းသည် အဆိုပါချက်မှာရင်းနှင့်နီးစပ်သည့်မြေနေရအလုံးဤနေကနီးပါးမြေတန်ဖိုးကိုစိုးလိုခြင်းဖြစ်သည် သို့တော်လည်းချမ်းမတ်54ဆိုသည့်အမည်နှင့်တမိုင်းချောင်းများအရာရင်းမြေနေရတန်ဖိုးဖြတ်ဖို့ရာ မဖြစ်နိုင်ကြောင်း၎င်းတို့ကဆိုသည် အန်တီဒေါ်ဆန်းစုကြည်ရှိနေလေရဲ့နဲ့အယောင်းဝယ်လုတ်ဖို့ဆိုတာတော်ယုံအရသာတသိတွေက လုတ်ရဲမှာမဟုတ်ဘူးဟု စီပွားရေးလုပ်ငန်းရှင်တဦးကပြောသည်အစိုးရထံမှမြမလွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းလုတ်ကြံခံရပြီးနောက်မိသားစုနှစ်နာချီဖြစ်ရခဲ့သည့်နေရာမြမပထမဆုံးမျိုးသမီးတန်မှန်ဒေါက်ခင်ကြီးပိုင်ဆိုင်ခွင့်ရသည့်အိမ်ဖြစ်သည်ထို့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ဖြစ်စတင်ခဲ့ပြီးဒီမိုကရေစီရေလှုပ်ဆောင်မှုပြို့ထောင်ခဲ့သည့်အရဟုဆိုနိုင်သည်ယင်းချန်နှင့်အရင်တွင်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အားစစ်အစိုးရကဆယ်စုနှစ်နဲ့ချီချုပ်လောင်ခံရသည့်နေရာလေးဖြစ်သည်ထို့အပြင်ကမ္ဘာထိပ်တန်းကောင်းဆောင်များဝင်ထွက်သွားလာမှုသည့်နေအိမ်တစ်ခုဖြစ်လေမှတ်တမ်းခိုင်မာရှိနေသည်အထက်ပါအကြောင်းအရာများကြောင့် ရင်းအိမ်မှာကာလတန်ဖိုးနဲ့ချိန်ညှိရန်မဖြစ်နိုင်ပြီ။တမိုင်းဝင်နေရာတစ်ခုဖြစ်ပြည်သူကလက်ခံထားပြီးသားနေရာဖြစ်လို့အဆုံးရှုံးမခံနိုင်ဘူးဟုပြည်သူတဦးကပြောသည်။သို့တော်လည်းအာနာသိန်းစစ်ကောင်စီကမူပြည်သူနှင့်ဆက်ကျင်ဘက်တွင်ရှိနေ၍ရင်းတမိုင်းဝင်နေအိမ်မှာအန်ဒရယ်ငွေသက်ဖြင့်ရင်ဆိုင်နေရပြီဖြစ်သည်။ဒီမိုကရေစီစနစ်တောင်းဆိုရေးလောင်စာဖြစ်ခဲ့သည့်ရင်းနေအိမ်မှာ ယခင်စစ်အုပ်စုမျက်မှောင်ကျိုးခဲ့သလိုယခုစစ်ကောင်စီကပါကြံစီခံနေရခြင်းဖြစ်သည်မြန်မာပြည်သူများကမူပါဝါ54အိန်ရှင်သခင်မ၏တမိုင်းပုံရိပ်အစ်တများကိုဆက်လက်မြင်တွေ့ခွင့်ရရန်ခိုင်မာစွာယုံကြည်နေစေဖြစ်သည်လူငယ်ခေ